စကောပရိသတ်များလိုပဲမင်္ဂလာပါဗိုလ်ဒူးညာချန်ပီယံလိ quarter final ဒုတိယကြော့ပွဲစဉ်တွေဖြစ်တဲ့ Inter Milan နဲ့ Bayern Munich တို့ပွဲလေးကိုလည်းဒါဆက်လက်သုံးသပ်ဆက်ပြီးတော့ရှိပါတယ်ဒီ season မှာတော့ကျွန်တော်နဲ့တူတာ City ကနေပြောင်းသွားပြီးဆက်လက်ပေါင်းနေသုံးသပ်ဆက်ပြီးတော့ဖြစ်ပါတယ် City မင်္ဂလာပါညီမင်္ဂလာပါကိုအဲ့တော့ဒါဥရောပရဲ့အင်အားကြီးအသင်းတစ်သင်းပေါ့လေချန်ပီယံဟောင်းလေးတွေပဲကျွန်တော်နေ Inter Milan နဲ့ Bayern Munich တို့ပွဲပထမကြော့ဒါ မြန်မာစကောတော့2-1နဲ့အင်တာမီလာနိုင်ထားတယ်1-1နဲ့ပြီးရောမယ်လို့ဒါထင်ထားတဲ့အခြေအနေဖြစ်မှာနော်အင်တာက2-1နဲ့နိုင်ပါပဲအဲ့ပွဲပုံစံမှာဒါနည်းနည်းထူးခြားလို့ဥပမာခံစားရတာပေါ့လေအင်တာကဒီ leaf face မှာကစားသွားတဲ့ပုံစံကြီးကြည့်မယ်ဆိုရင်ဒီအဝေးကွင်းမှာပုံပြမှာ transit ကိုအားပြုရဲဒီတကယ့် cancel လို့ဝန်လုံးလဲတော်တော်လေးကောင်းတယ်ထင်မှာပါတယ်ပေးကိုအရေးအတွက်အားဖြင့်ဟာဟိုတခြားအသင်းတွေအတွက်ပုံပြများကောင်းများနိုင်တာပေါ့ဒါပေမဲ့ဒါရဲ့ cancel လို့ဝန်လုံးတော်တော်လေးကိုကောင်းတယ် ဒါမှကြော့ဒီ Munich ပြမှာကစားဝါရတာဆိုအင်တာခန်စစ်တက်စာရင်ဒီအင်တာရဲ့တိုက်စစ်တွေကအရင်ပုံမှန်ဘွဲတွေဆိုပို့ပြီးတော့မှကောင်းနေတဲ့ဟာမျိုးတွေတွားပြီးတော့မှတွေ့ရတယ်ဒီဒီပွဲပေါ်စီကျွန်တော်စပြီးသုံးသပ်ပြီးတော့ဟုတ်တယ်ဟိုကျွန်တော်အဲ့ဒီချက်ကိုလုံးဝအပြေဝါထောက်ခံတယ်အင်တာရဲ့အဲ့ဒါလက်ရှိလက်ရှိစွမ်းဆောင်ရည်လည်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီယာဒီမိုင်းအင်တာမီလန်ပွဲတွေကိုလည်းဒါတော်တော်လေးကြီးပြည့်တယ်ပေါ့နော်ကြီးပြည့်ရအောင်လည်းတို့ကကောင်းနေတယ်အရင်တော့အဲ့လိုမျိုးအဲ့လို ပြင်းစရာကောင်းတယ်ဆိုတာမျိုးမဟုတ်ပဲနဲ့အင်တာရဲ့ကစားပုံကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်သူတို့ရဲ့ဒီကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်ပုံအပြည့်တော့ဒီလိုသင်ပါဆိုရင်တခြားကြည့်မယ်ဆိုရင်တကယ် playmaker စစ်စစ်ပုံစံမျိုးပေါ့နော်နံပါတ်10ရိုးအပုံစံမျိုးမပါဘူးပေါ့နော်အဒီ mechanical နဲ့အခြားလိုလူကနံပါတ်10ရိုးတွေပါရှင်တော့ဒါပေမဲ့လက်ရှိအခုကစားနေတဲ့ပုံစံမှာသူတို့ကွင်းလယ်၃ယောက်တန်းကွင်းလယ်အထိုင်ကစားသမားတွေလို့ နဲ့ဘောက်စ်လူဘောက်စားသမားလေးလို့သူတို့ကစားကြရတယ်ဗောနော်အဲ့တော့အဲ့လိုကစားနေရင်လည်းပဲတိုက်စစ်ကိုသူတို့ဖော်သွားတာမျိုးတွေအရင်တော့ကြောက်ဖို့ကောင်းတယ်အပြည့်တည်းအရန်ဝင်လာတဲ့ဒါပြီးခဲ့တဲ့ပွဲမှာဆိုရင်အနိုင်ကိုသွင်းခဲ့တဲ့ fratacy ဗောနော် fratacy ဆိုရင်လည်းအဲ့လိုမျိုးပဲဒီသူဂိုးတွေအရန်သွင်းပြနိုင်တယ် inter ရဲ့တိုက်စစ် inter ရဲ့ကစားပုံကသူတို့ရဲ့ရွေးရှားမှုပေါ့သူတို့ရဲ့ philosophy ပေါ့ပဲအခြေခံထားပြီးတော့ကစားသမားတူဦးတယောက်ချင်းပေါ့လေခြေခံတာမဟုတ်ဘူးပြီးတော့ဒီ playmaker ရဲ့လို့တိုက်စစ်မှုရဲ့လို့မဟုတ်ဘဲနဲ့ သူတို့ရဲ့အဲ့ဒီတရားနဲ့တရားပေါင်းဆက်ပြီးတော့ပေါ်လာတဲ့လုတ်ကွက်တွေကိုကိုးသွင်းသွားတာနောက်တန်းကစားသမားဒါဘက်စတိုနီတို့ဒါပစ်ဆက်တို့ပါဗာတို့သူတို့လည်းဖြစ်နိုင်တယ်ဒါမီယန်တို့လည်းဖြစ်နိုင်တယ်အဲအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဝင်းဘတ်စ်တွေကပဲအဓိကပဲရေလို့လည်းမဟုတ်ဘူးဝိုက်ဆန်နာဘတ်တွေရလို့လည်းမဟုတ်ဘူးအဲ့လိုမျိုးသူတို့ total play ကစားနေရင်လည်းလွတ်လာတဲ့အရာတွေကိုအသုံးချသွားတာအဲ့တော့ဟိုတိတိကျကျပြောမယ်ဆိုရင် ကောင်တာလည်းမဟုတ်ဘူး position ဘောလည်းမဟုတ်ဘူး position လည်းဆိုပြီးတော့ဒီ man city တို့ arsenal တို့ကစားနေရလည်းလည်းမဟုတ်ဘူး relationalism ဆိုပြီးတော့ဒီအပြောမဆိုတောင်အမေရိကအသင်းနေကစားနေတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးသူတို့ကတော့ဒီလက်ရှိဘောလုံးကမှာတယောက်တည်းကွဲထွက်နေတဲ့အသင်းတို့မျိုးပေါ့နော်အဲ့လိုဖြစ်နေ3 back အသင်းတွေကျွန်တော်ကြည့်မယ်ဆိုရင်ဒါအရင်တော့က Amorin Lisbon Lisbon ကစားတာလည်းကောင်းတယ်ကောင်းပါတယ်တိုက်စစ်တော်တော်လေးဒါပေမဲ့ Inter နဲ့ပြန်သွားကြည့်လိုက်မယ်ဆို Inter အဲ့လိုကစားအဲ့လိုမျိုးတိုက်စစ်ကြီးဖြီးပြီးတော့ကစားရတယ်မဟုတ်ဘူးလောကကိုစင်ဆိုရင်လည်း Inter နဲ့မတူပြန်ဘူးအဲ့တော့ Inter ရဲ့ကစားကတီးခြားရွယ်ကွဲထွက်နေပြီးတော့ခုနကကြောက်ရလို့ပေါ့နော် ခန်းစစ်အသားပေးတဲ့အသင်းအဖြစ်ကျွန်တော်တို့မြင်ခဲ့ကြတယ်မြင်ခဲ့ရတယ်ပေါ့နော်အခုကကြာခန်းစစ်အသားပေးရတာဆိုအဲ့လိုလေပေါ့တိုက်စစ်အသားပေးရတိုက်စစ်အသားပေးသက်သက်ကြီးလည်းမဟုတ်ဘူးသူတို့ရဲ့ဒီ system လေးတခုကတော်တော်လေးအညာမညာဖြစ်နေပြီအဲ့ဒီ system ဟာအာပြောမဆိုကျွန်တော်တို့ကိုအရင်တော့ကဒီ Facebook ဆိုင်ရဲ့အသင်းတွေလိုမျိုး byte ပေါ့နော်အအတီးကြရဘာရဲ့လို့ကျွန်တော်တို့ခေါင်းစဉ်ဆွဲတက်လို့မရပဲနဲ့သူ interponser ဆိုတဲ့ဟာမျိုးကိုပြီးအဲ့လိုတည်ငြိမ်မှုမျိုးအဲ့လိုခြေစွမ်းမျိုးပြနေရလို့ကျွန်တော်တို့ပြောကြတယ်ပြီးတော့အဲ့ဒါတော်တော်လေးကြောက်ဖို့ကောင်းတယ် တော်တော်ကြီးကိုကြောက်ဖို့ပေါင်းပြီးအဖြေရှာခတ်တာဒီအသင်းဒီအသင်းအားနေကြပါလေအားနေကြကိုဘယ်လိုရှာပြီးဘယ်လိုတိုက်မလဲသို့မဟုတ်အားသာကြပါလေအားသာကြဘယ်လိုခံစစ်လုပ်မလဲအဲ့ဒီဟာကြီးကိုရှာရတာကြီးကသူ့ရဲ့ wavelength ကြီးအကျေလွန်နေပေါ့နော်အဲ့တော့ entire အားသာချက်ဟာအဲ့ဒီအရာ simony insight ရဲ့ဒီဖန်တီးထားတဲ့အသင်းလို့ပဲကျွန်တော်ဟိုသုံးသပ်ချင်ပါတယ်ကိုဒီပထမပိုင်းပထမ sorry ပထမအကျော့ဟိုဟာဒါ entire တိုက်စစ် ဘယ်လိုလဲကျွန်တော်ကိုကောင်းတာမလို့ကိုရဖို့ချင်းနေတယ်။အာရင်ထဲတော့ချင်းပိုကောင်းတဲ့အချိန်တွေဒါများကြီးတွေ့ရတယ်။ဒီရာဒီမှာသူကတကူကမနစ်၃ကအင်တာမီလန်ကဒါလော်တာရိုမာတီနက်ဆက်တွင်ပို့ပြီးဒါအများကြီးကိုအားကိုးပေးရတယ်အမိပြုပေးရတဲ့အချိန်ဒီရာဒီမှာကြည့်မယ်ဆိုလော်တာရိုမာတီနက်ဆက်ရဲ့ကိုတူရရဲ့ဟိုချုံချွတ်နေအောင်ပေါင်းတာဟာဘယ်လိုမဟုတ်ဘူး။မာကတ်စတူရာကဒီမာတီနက်ဆက်ဆိုင်ဒီရာဒီမှာပုံပြီးခြေဆွဲပြတယ်။ဒါပေမဲ့သူရဲ့တွင်ပို့တွေကိုပဲအမြဲတမ်းမိကူရတဲ့အတင်နဲ့မဟုတ်ဘူးလား။ ော့ဒါကွင်းလေပိုင်းကြည့်လို့ဆိုတော့ channel တို့ရဲ့ဒီ service တွေပေါ့လေ service တွေဝင်ပြင်ဖို့တွေနဲ့ဒီခိုးရပြန်ပသိန်းလုံးဒါကိုသွင်းနိုင်တဲ့အခြေတတိချစ်တော့တာမီရဘတော့စာနာဖက်တရားနဲ့ကိုသွင်းနိုင်တဲ့ဒီ office player တွေအားလုံးကဒါတစ်ဖက်ကန်စစ်ကိုကောင်းချင်းချောင်းနေတဲ့အခြေအနေရှိဆိုတော့ inter ရဲ့ပုံမှန်ကတကယ်ကိုပုံစံကောင်းတစ်ခုမှရှိနေတယ်ပြောလို့ရတယ်ဒီတစ်ဖက် Bayern Munich ပေါ်နေကြီးတစ်ချက်တော့တုံးတဲ့ပေါ့ Bayern Munich ကတော့ လက်ရှိမှာတန်ရန်ပြဿနာတွေရဲ့ဒါနှိမ့်ဆက်တာကိုပုံအောင်ခံနေရတယ်တန်ရန်ပြဿနာတွေကြောင့်လည်းပုံစံကောင်းဖြစ်နေတဲ့အခြေအနေစီတူတီပိုင်းပေါ်ကျွန်တော်ပြပါဟုတ်ကဲ့ကိုအဲအင်တာနက်ချာနာသွားတဲ့အပိုင်းပေါ့နော်ခုနအသင်းကဒီကစားဟန်တို့ရဲ့ကိုအီရှင်းကိုမိတီထားရဆိုရင်ဘိုင်မြူနစ်ကတယောက်ချင်းကိုမိတီထားတဲ့တယောက်ချင်းမဟုတ်တဲ့တန်တချို့သောကစားသမားတွေကိုမိတီထားတဲ့အသင်းဖြစ်နေတာပေါ့နော်အဲ့တော့အမူစီရလာမပါအောင်လည်းဒီလောက်ကြီးရုပ်ပြသွားတာမျိုးပေါ့နော်ဒီလောက်ရုပ်ပြသွားမျိုးကမဖြစ်သင့်ဘူးဒါမဲ့ တကယ်ဖြစ်နေတာအဲ့ပြဿနာဖြစ်နေဘူးဆရာလာမပါဘူး hurricane ဘူးဆရာလာမပါရင်စီစောနည်းနည်းလေးကြားတယ်ကြားနေရမှာအခုအခုဒီဘက်တလောဆိုရင် hurricane နည်းနည်းလေးအဲသူအချားပဲရောက်နေတာပေါ့နော်အဲ့တော့အဲ့နှစ်ခုသွားပြီးတော့တိုက်ဆိုင်နေတဲ့ခါမှာဘိုင်းမင်းတွေကလုံအောင်ရှီမွေဖြစ်သွားတယ်ဘာမှသူတို့မျှော်လင့်လို့မရတော့ဘူးသူတို့ဒီ center force နှစ်ယောက်ကိုသူတို့ဟိုတည်ထားတာပေါ့နော်သူတို့ရဲ့ကစားပုံကသူတို့ကြာတာနဲ့အတင်းကတော်တော်လေးကိုအာနယ်သွားတာမျိုး တော့တွေ့ရတယ်ဗောနော်အဲဆိုလိုချင်တာ internet ပြောင်းပြန်ဖြစ်နေပြီးတော့အဲဒီအခြေအနေကမူစီဒီအချိန်တိုလေးအတွင်းမှာဗောနော်မူစီလာပြီးခဲ့တဲ့တပတ်ကျော်ကဒဏ်ရာရရှိခဲ့တယ်အဲ့တော့နားရုံပဲဘောနော်အကြိုက်အဲ့ဒီဂျာရဲကာလာအချိန်လောက်တွေ့မှာအဲ့ဒါကြီးအပြောင်းလဲဖြစ်သွားမယ်လို့ကျွန်တော်တော့မတင်ဘူးဆက်လက်ပြီးတော့ရုံးကန်နေရမယ်လို့ကျွန်တော်ယူဆတယ်အရှင်တော်ကဆိုရင်တော့ဒီကစားသမားတွေအာနေချက်တွေရှိနေပေမဲ့လည်းဥမာတောင်မန်နေပေါ့နော်ဇာနေတို့ကစ်စလီကွန်မန်တို့ကနာဘရီတို့ကဒါ တော်တော်လေးကောင်းခဲ့တဲ့အခြေအနေတွေအများကြီးရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ခုနသုံးယောက်ရဲ့ခြေစွမ်းကဒီလွန်ခဲ့တဲ့သုံးနှစ်သုံးလေးနှစ်ပေါ့နော်သူတို့ချန်ပီယံလိရခဲ့တဲ့အချိန်ကနေစပြီးတော့ကျွန်တော်တို့ line ဆွဲကြည့်မစွန်းတောက်လျှောက် decline နဲ့အောက်ကိုဇောက်တိုးကြီးဆင်းနေတဲ့ခြေစွမ်းပိုင်ရှင်တွေဖြစ်နေတယ်အဲ့တော့တိတ်အားကိုလို့မရတော့ဘူးပေါ့နော်တရားကိုလို့မရတော့တဲ့အချိန်တွေမှာခုနလိုမျိုးသူတို့တကယ်အားကိုနေရတဲ့အလဲရနှစ်ယောက်ကလည်းတယောက်ကမှပါတယောက်ကကြာနေတဲ့အချိန်မှာတော့ Bayern Munich ကတော်တော်လေးအဲပုံစံပြောင်းနေတယ်လို့ပြောရမှာပေါ့ ဟုတ်တယ်။တက်စစ်တင်ဖို့ပေါ့။အမလို့ခန်းစစ်ပိုင်းကလည်းကြည့်တော့လေ။ခန်းစစ်အရေးတွေးပေါ့လေ။ကစားမအရေးတွေးပိုင်းကလည်းအင်တာနက်ရှင်းလိုက်တော့ဟိုတော်တော်ကြီးဟိုအားနေပါလေ။စပါမှာကစားခွင့်ရတဲ့ error တိုင်းရလို့ကစားမကိုဒါပထမဦးစားပေးဟိုခန်းစစ်မျိုးကိုတုံးနေရမှာ။ဒါကတော့တန်ပတ်တနာကြောင့်လေးပါလို့ပေါ့။ document ကြီး document ကြီးရဲ့ဒီအမိသားကဒါဒီအချိန်မှာကြည့်မယ်ဆိုတော်တော်ကြီးစိတ်ပြည့်စရာကောင်းတဲ့ပွဲလေးရှိပါမယ်။ဘာစလိုလာနဲ့ leafage တုံးကပွဲမျိုး။နောက် aston villa နဲ့ ပွဲထင်တယ်ဒီပွဲတွေကမင်ကြီးရဲ့ဒီခန်းစစ်ကိုဥဆောင်နေသူတွေကိုအားနေတယ်အဲဆိုအင်တာမီလန်ရဲ့ sorry ဒီဘိုင်မြူနစ်ရဲ့အနေထားကတိုက်စစ်တင်မှုခန်းစစ်ပိုင်းကလည်းအင်တာမီလန်လောက်ထိဒီစူးစီးမှုချစ်လက်မှုမာကျော်မှုဒါတွေတော့မရှိဘူးဒါနောက်ဆုံးဘုဒ္ဓမာနေရာမှာခြေလိုက်မယ်ဆိုတော့ဘုဒ္ဓမာရဲ့အပစ်တော့ကိုလုံးကနေတက်လာတဲ့ကစားမလေးဒီကစားမလေးရဲ့ဒီအတွေ့အကြုံကလည်းကြည့်မယ်ဆိုတော့ဒါစစ်ချတဲ့ဘာမျိုးရှိဆိုတော့ဘိုင်မြူနစ်ရဲ့ကန်စစ်တန်ကလည်း အဲဒါဟိုဆိုရင်ဆိုရှိတယ်ဒီပိုင်းရဲ့ခက်ချက်တန်းလေးကိုလည်းစီးပြီးပြင်နေလို့အတရာဒီလုံးပြဿနာဖြစ်နေတဲ့နေရာပေါ့နော်အရင်တော့တိုက်စစ်ကောင်းပြီးတော့သူတို့အဓိကကံနေရာလည်းဘုနစ်လီကာဖြစ်တဲ့အခါမှာပုံထားနိုင်တာပေါ့နော်ဒီဥစ္စာကိုဒီကိမေ့ချ်တို့ဒီကောရက်စကာတို့ကပွဲကိုတောက်လျှောက်လွန်မိုးထားတဲ့အချိန်တွေမှာသူတို့ပြန်ရဆိုင် expose အခြေအနေနေတာပေါ့အဲ့ဒါတော့မှဒါဟိုမှာပြောမယ်ဆိုရင်ဘုနစ်လီကာရဲ့ sample ထုတ်ပြရမယ်ဆိုရင်ဒီ frankfurt နဲ့ပွဲမျိုးပေါ့ အိုမမမိုးစ်နဲ့အခီတကယ်တို့လုတ်တိုင်းလုတ်ပြီးတော့သူတို့ဟိုလုတ်ပြခဲ့တာဗောနော်အဲ့အဲ့လိုမျိုးအာနေချက်တွေအပြည့်ခံစစ်ဖြစ်နေရဗောနော်အဲ့တော့ဟိုပေရူးကောင်ဆက်ပြီးတော့ဟိုပြောကြမလို့ဘယ်နဲ့ဘိုင်ယန်ကိုတိတဲ့ပြည်သက်တွေလည်းရှိချိန်မှာအားလုံးဟာဘိုင်မနစ်ရဲ့ခံစစ်ဘယ်လောက်ထိဒီအသင်းကြီးတွေမှာဘယ်လောက်အားနေလဲဆိုတော့ဟိုလက်ခံထားကြရဗောနော်ပေဟိုးတော့ကအရင်များတာမဟုတ်ဘူးဒါပေမဲ့သူတို့ခံစစ်ကအရေးအကြောင်းလေးဆိုရင်အားကုလို့မရဘူး အခုအခုလို့မရတဲ့အခြေအနေကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့တော့အင်တာကတော့ဗျာဒီဟိုဘယ်လိုပြောမလဲဒီရီယယ်မက်ဒရစ်တို့လိုမျိုးဘာစီလိုနာတို့လိုမျိုးတိုက်စစ်ကြီးလန်ထွက်နေရဲ့အသင်းတော်မဟုတ်ဘူးပေါ့နော်တိုက်စစ်ကြီးလန်ထွက်နေရဲ့အသင်းမဟုတ်တဲ့ခါမှာတော့ဘိုင်းမြူနစ်ရှာထိနေထိနေတာပေါ့အထိုက်လျောက်ဟိုဝုံတိုင်းကျေပေါက်ထွက်သွားဖို့မလွယ်ဘူးပေါ့နော်အဲဒီဖရန့်ဖတ်တို့တော့ပေါက်ထွက်တာလဲစပီဒ်နဲ့အင်တာစတီကြောင့်အင်တာအဲ့လိုမျိုးကစားတဲ့အသင်းတော်မဟုတ်ဘူးဒါပေမဲ့အဲ့ဒါတို့အခုထိလည်းအဲပထမအကြော့ပွဲအဆန်ပဲကြည့်မယ်ဆိုရင်ထိန်းချုပ်နိုင်ခြင်း မရှိတာကိုတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒီဘက်မှာနည်းနည်းဟိုပိုင်ရဘက်ကညောကြည့်ကြည့်စရာပေါ့လေဒါလိစက်ဆုံးတော့ဘုံပွဲရလေးတော့ကြည့်ထားလို့အဲအဲပွဲရကြည့်မဆိုတော့နာမွေနည်းနည်းလေးမြဲတပွဲလိုလေးပေါ့ပြောနေတာဟုတ်ကဲ့ဒါကြီးတော့ပွဲလိုလေးနည်းနည်းလေးညောလင်းစရာရှိတဲ့ပုံစံမျိုးမျိုးရတယ်ဒါပြည့်ဒီတော်မွန်နဲ့ပွဲရချီဆွမ်းနေရတာမဆိုဘူးကျန်တဲ့ဘက်မှာတော့ပိုင်ရမှာညောညောလင်းစရာဆိုကြည့်မဆိုရင် hurricane နောက်မှာအဲ့လောက်တူရှိတာ kimage ပွဲလေးမှာ kimage ရဲ့ဒီ policy ရေဒီနှစ်ယောက်ပြီးရင်ဒါအခုအမြင်အမြင်တည်တယ်ပေါ့ဗျဒါနာပြရတော့ဘုံမနဲ့ပေါ်ရဆိုစတော့ရောထားနေတယ်ဒီနောက်ဘက်ရှိမှတင်နေရပါတယ်ဘာလို့ဟောတာအတင်းလိုက်ရဲ့ရှင်းပိုင်နေဆန်းပါတော့အကြံနဲ့ပြောတော့ဒါကြီးကိုနေတယ်ဒီဘွဲဘယ်လိုရက်လက်ထွက်လာမလဲတော့ဒီပေါ့နော်ဒါအင်တာမီလာတော့ဒါဘိုင်းကိုအားတာတယ်အားတာတယ်ပြောမယ်အင်တာဘက်နောက်ဆက်ဒီရောဘလို့နေနေပြန် အဲကျွန်တော်လည်းအဲ့ဒီအမြင်တိုင်းမှရှိရပါတော့အင်တာနောက်တစ်ဆင့်ဒါပထမကျတော့ဝင်ဝင်မှလည်းအနိုင်ယူထားတယ်ဒါအကြီးမားတဲ့အသားချက်နောက်တစ်ချက်ကခြေစွမ်းဘိုင်းအားဖြင့်ရတယ်လိတတာအလုံးနဲ့ပေါ့နော်ဟိုမစိုးတော့လေတာတာမဟုတ်ဘူးအသေးစိတ်ကြည့်မယ်ဆိုရင်လုံးဝအသားချနေတဲ့အသင်းတစ်ခုပေါ့နော်အသားချနေတဲ့အသင်းတစ်ခုနဲ့အသင်းတစ်ခုနဲ့လိုမျိုးဖြစ်ဖြစ်တယ်ပေါ့နော်အဲ့တော့တိတတာကွာလို့ကျွန်တော်တို့လက်ခံထားတယ်အဲ့တော့ဘလို့မှမလွယ်ဘူးပေါ့နော်အီတလီမြင်မှာအင်တာမီလန်အနေနဲ့တသောင်းတသောင်း လက်ရှိမူဇီယာလာမပါတဲ့ဘိုင်မနစ်ပေါ့လေမူဇီယာလာပါရင်တော့တမျိုးပေါ့မူဇီယာလာမပါတဲ့ဘိုင်မနစ်ကိုအင်တာနက်နဲ့တက်တော့တာသာသားနိုင်မှုဟိုရှိတယ်ဒီလောက်အချိန်တိုလေးအတွင်းမှာဘိုင်မနစ်ဟာသူ့ရဲ့လိုအပ်ချက်တွေကိုပြင်ပြင်မှုအချိန်မမီဘူးပြီးတော့အင်တာထက်လည်းပိုပြီးတော့အပွက်ပန့်မှုများတယ်ပေါ့နော်ပွက်ပန့်မှုများထားရတာပြောမဆိုရင်တော့မွန်နဲ့လည်းသူတို့အားအများကြီးသုံးခဲရတယ်ပေါ့နော်အဲ့တော့ခုနကပြောသလိုပဲဒေါ်မွန်ရဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့ကနာဒူရီ အဲသူ့ကိုလည်းနည်းနည်းပြန်ပြီးတော့ကြည့်ကြည့်ရမှာပေါ့နော်အဲပြောမယ်ဆိုရင်ဗျာဘိုင်မနီရှာပထမအကြော်လုံးကလည်းဒါကယ်ရူကိုတိုက်စစ်ကွင်းလယ်မှာအများကြီးကွင်းလယ်တိုက်စစ်ဆန်ဆန်တုံးခဲ့တယ်အဲအဲ့လိုအဲ့လိုမျိုးမတုံးတဲ့တော့လို့ယူဆတယ်ပေါ့နော်အဲ့လိုမျိုးတက်တုံးခြင်းလားဒါပြောမယ်ဆိုရင်လည်းနည်းကွင်းညွန့်ရကြတယ်ပေါ့နော်လက်ရှိအခြေအနေမှာတော့မူလာပဲတုံးလိုက်တာမျိုးကတော့ဟိုပို့ပြီးတော့တင့်တယ်ရောတည်ရလို့ဟိုတင်မိရပေါ့နော်လက်ရှိမှာတော့ဘိုင်မနီရှာအနေနဲ့လက်ရှိအင်တာမီလန်ယူထားတဲ့ရလက်ကိုဂျာမန်လန်ဘိုးဆိုတာတော်ကြီးကိုခဲရင်တဲ့ အခြေအနေတခုမှရှိနေတယ်လို့မြင်ပါတယ်ပေါ့အဲ့ဒါတိုင်းရဲ့ဒီ effect တွေပေါ့လေတိုင်းရဲ့မတိမတဲ့ effect တွေမပါလဲလို့ဆိုပုံမှန်သွားမဲ့လမ်းကြောင်းကစားသမားအင်အားချင်းရှင်မြေချိန်ချင်းရှင်မြေဆိုတော့ပေတာဗီလာမဲတာကျုပ်ဘူးဘူးတခုရတဲ့ပုံစံကတုံ့ပြန်ရမှာပေါ့ဟုတ်ကဲ့အဲ့ဒါအခုလိုဒါပေတာပွဲကိုပေတာပွဲကိုပထမတာရေးတဲ့တုံ့ပြန်ပြီးတော့စီတူလက်ကချစ်စစ်ထူးတရှိပါမယ် কিছু আমি দুই হাজারে সব অপ্রিটা বলে যে যেহেতু আমি